အကိုကပူသိတာပေါ့နော်ပူသိတာပေါ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့စစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲစစ်ကော်မရှင်ကလုပ်မဲ့ရွေးကောက်ပွဲဒါတည်ကြတဲ့လူလူကဟောနိုင်ငံလုံးကရောတက္ကသိုလ်လုံးကရောအပလာရွေးကောက်ပွဲနော်အတူရောရွေးကောက်ပွဲအကုန်လုံးကဆန့်ကျင်ကြတယ်ဘယ်သူမှလည်းမမထိမထက်ကျင်ကြဘူးပြီးလည်းမပြီးမြောက်ပထောက်လည်းမထောက်နိုင်ကြဘူးဒါပေမဲ့သူကအတင်းလုံးပါအဲ့တော့အကိုကလည်းပဲရွေးကောက်ပွဲအတွေ့အကြုံကအကိုလည်းဟလာ2012ကို2015ကို2020ကိုအကိုကအကုန်ရှိလာတဲ့အခါကျတော့ဒီကောင်တွေမဲဘလို့ခိုးတဲ့သူက တော့တိကျနေအတိကျကျွန်တော်ကပြန်ပြောချင်တာကဒီ90ရေကောက်ဘွဲကဥသောကြာတို့တို့ပေါ့ဗျာကျွန်တော်တို့ဒါလူကြီးပါဝင်တဲ့အဲ့ဒီတုန်းကကော်မရှင်မှာရှိခဲ့တဲ့ပုဂ္ဂိုလ်တော်တော်များများဒီရေကောက်ဘွဲကော်မရှင်မှာပြောမှဆိုရင်တော့လူကြီးလူကောင်းတွေလို့ပြောလို့ရအဲ့လူကြီးလူကောင်းတွေက ရွေးကောက်ပွဲနဲ့ပတ်သက်လို့ဥကူတိုင်းကဒါတရားမျှတမှုလို့အတက်နဲ့လို့ကြိုးစားပြီးတော့လုပ်ခဲ့တယ်လို့ကျွန်တော်တို့တုံ့ပြန်တယ်အေးဘောအကူကအဲ့ဒီမှာရှိတာကိုကျွန်တော်အချိန်မှာထောင်ထဲမှာမသိတော့ဘူးလုပ်ပါဘူးကျွန်တော်တို့ပါအဲ့ဘောပါဗျာကျွန်တော်ကဒီပြွင့်နေမဲ့မင်းသားတို့မှာသူတို့ချင်းဒါဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ကျွန်တော်တို့ကလိုက်ပြီးတော့ စီယုံတာလို့လို့ခေါ်တာလို့ဒါမင်းကောင်ဆိုတာလည်းပဲတစ်စက်တက်နေပြီဖြစ်တယ်လို့တက်နေဒါလှဲကူမော်ပြီဒါလည်းစက်တက်နေပြီပဲဒီအဲ့တော့နောက်ဆုံးကိုကိုကျော်တော်မှဒါစစ်တပ်ဒဂုံမြို့နယ်ဆိုတာလည်းဒါစစ်တပ်မြို့တော်တတ်မှတ်ထားတဲ့နေရာတွေပြီ။အဲ့တော့ဘလို့စဖြစ်နေတယ်ဆိုတော့ဖြစ်ခဲ့တယ်ဆိုတော့ဒီတိုင်းတိုင်းကဒီမှာမဲပြီးခဲ့တယ်။ရှင်နေတိုင်းနေ ပြီးတော့ဘကိုးတို့တဏှာပေါ့ဗျာဥမာမော်တို့တခါလို့ရှိတာပေါ့ပြီးရင်သူကဒီမှာလဲပြီးခဲ့တယ်ပြီးရင်ခေရရင်သူကထပ်ပြီးတယ်ထပ်ပြီးရဲ့ထပ်ပြီးပြီးတော့ဟိုဘက်ကဒီရောက်ပြောင်းရတဲ့တက်ကဟိုမှာမဲဒီမှာလဲပြီးခဲ့တယ်ဟိုမှာလဲပြီးတယ်ပြီးရင်ဒီကိုပြောင်းရတဲ့တက်ကဟိုမှာသူတင်မဲ့ပြီးခဲ့ပြီးဒီရောက်တော့ပြန်ပြီးတာပြန်ပြီးရဲ့အဲ့ဒါတော့မှမနိုင်ဘူးနိုင်လေ တတိယရအခုကြီးရနော်အဲကျူတမဲပေးရဒီနေရာမှာဟုတ်တယ်ပြီးတော့တက်ရွှေသွားတယ်အဲ့မှာထပ်မဲထပ်ပြီးမဲထပ်ပြီးထပ်ပြီးခတ်ရွှေတယ်ရွှေအဲ့ကြထပ်ပြီးထပ်ပြီးအာလူတယောက်ကမဲအနည်းဆုံး3 4 5ပဲပေးနေရတယ်အဲ့လိုကျွန်တော်ပြောပြမယ်ဗျာအဲ့တော့တော့ရှိုးနေတယ်အေးအဲ့တော့ကျွန်တော်တို့ကဒီဆက်လက်ဂျာပြယူကောက်ကိုကြည့်လိုက်အဲနောက်ဆက်လက်ဂျာပြကျွန်တော်ထောက်ထဲမှာပဲလိုက်တယ်အေးဆက်လက်ဂျာပြယူကောက်ကိုမှလည်းပဲတကယ်တော့ ြည်သူကတာဝန်ကြီးတယ်ဘယ်လဲရကလုံးပြတ်ကြည့်လိုက်ဒီကျွန်တော်45နေရဒါဟာလားကျွန်တော်တို့လားရှုတစ်ခုကျွန်တော်ရှုံးတယ်ကိုဘက်ကကျွန်တော်တို့ဒဂိုင်းဘက်ကတနေရဆိုရင်ဒါဟိုဟိုခေါမလဲဒါကိုယ်ကဘောပဲကိုယ်လည်းပဲဖြစ်ခဲ့တယ်ဥထွက်လိုက်ရအော်ဘာလို့လိုက်လဲဆိုတော့ပြောလို့ဆိုပြီးတော့ဖြုတ်လိုက်ဖြုတ်လိုက်အဲ့တော့ကြံတဲ့နေရာတွေကတော့အနိုင်နေရတယ် တော့အပြည့်စုံလူတွေကမဲရတော့ပွင့်နေကြရင်အဲ့မှာဗေဒီဆရာကြီးဗျာနာမည်ကြီးကျွန်တော်ရေးပေါက်ပဲပြီးတော့ကျွန်တော်အဖွဲတွေကိုသူကသူ့အိမ်မှာခေါ်အဲ့ခံတယ်ဗျာအကျွန်တော်တို့ကအဲ့စနစ်ကြပြရေးပေါက်ဝယ်တော့ကဒီအမေရတာဝန်ပေးခဲ့တဲ့ခါကျတော့ကျွန်တော်တို့ဟိုပြောမှဆိုတော့ဒီကိုယ်တို့ဖြစ်တဲ့ကိုမမောင်ဘူးပေါ့ဗျာဒါကျွန်တော်ဥပ္ပကောင်းကောင်းပေါ့ကျွန်တော်တို့ဆိုတာတနိုင်ရလို့ ပတ်ပြီးတော့ကျွန်တော်တို့ဘာဝင်ရခဲ့တော့ဗောဗျာဒါလည်းတောင်းဝင်ပြီးဘုံမဟုတ်တော့အင်းစိတ်အင်းစိတ်ဗောအေးဒီဘုံမဟုတ်ကဒါလည်းကျွန်တော်တို့နဲ့ကျွန်တော်ကသွားကြလာကြတဲ့ခါကျတော့သူတွေ့ထားတာကအဲ့ဘေးရဆရာကြီးကဒီ၄၅ခုထဲမှာ तू ကထန်းကုန် तू ကနှစ်ခဲမကြောအော်နှစ်ခဲမကြောဒါပေမဲ့နေရာကအဲ့လိုဖြစ်တော့ तू လန့်သွားအေးဟာအဲ့မှာ तू ကဟောနေမလို့ဘယ်လိုလုပ်ခဲ့တာလဲ အမှတ်ဘာမဟုတ်ပြည်သူပဲဒါပဲမေတ္တာပဲဟာဒါပဲအဲ့တော့အဲ့လိုမျိုးမဲပေးခဲ့တယ်လို့အဲ့ဒီချိန်ကလည်းဘာမှမထုတ်ဘူးမဲခိုးတာမဲမဲလိမ့်တာမထုတ်နော်တကယ်လေသူတို့ကော်မရှင်နေသူတို့ပဲဥစားပြောတာဟုတ်တယ်နော်အဲ့တော့ဒီဘက်ဆက်ကားဒီကောက်ပွဲဒီကောက်ပွဲမှာလည်းပဲကျွန်တော်တို့ကြောက်ခမန်းလေးဒီအဲ့လားဒါပြည်သူလူထုက ဒေါ်ဆက်စစ်နဲ့အန်ဒီသူကခိုးလို့မရဘူးလေဟုတ်တယ်ပြေးခဲ့တာပဲအဲအဲဒီမဲ့ဆက်ထားပြီအဲဒီကောက်ဝဲဟုတ်ဆက်လို့မအဲ့မှာကျွန်တော်ဘာရင်နေရလဲဆိုတော့ကြောက်ပြပြဒီမဲဒီနေကိုသူကမြင်းနေရနေသူကဟိုကဖေးမမပေးဘူးအဲ့တော့တက်ဆိုင်ရကြေးလေးမှာသူကမဲဒီနေရတက်ကကူးယူပါအဲ့ဒီကူးယူပါကအဲ့ဘတိုင်ကိုကျွန်တော်ပြောချင်တာ ရုပ်တော့ပဲလုတော့မယ်ဆိုတော့သူစပီးတွေရှိတယ်ဗျဟုတ်စပီးစပီးတွေအဲ့စပီးတွေဆင်းရင်းနေနဲ့ဥပမာပေါ့တချို့အဖွဲ့ဆို80တချို့ဆို150အဲ့လိုမျိုးနေရအဲ့လိုမျိုးစပီးဆင်းရင်းနေရသူကတရင်လိုက်ပေါ့တိုက်ရက်ွက်နေတယ်ဟိုသူကတတ်ပြီးတော့သူကမလုပ်လဲဆိုတော့ဒီစပီးရှိရတဲ့မိသားစုညီကောင်မှအိမ်လေးကိုပြန်လာပါသူအရေးမကြီးပါဘူးအဲ့သူတို့ပြီးရတဲ့လာတာဆက်ပြန်ပြီးပြီးပြီးပဲအမှတော့ ကျွန်တော်တက်လိုက်ပြီပြီးပြီကျွန်တော်တော့တက်လိုက်ပြီဘာရှိလဲဆိုတော့ဒီတပည့်စင်းလေးကောက်ပြီဆိုတဲ့ကူကသူပြောခဲ့တဲ့စစ်တပ်ကကျွန်တော်အင်အားဘလောက်ရှိပါတယ်လို့ဟာလားငါပဲရွေးနေရှိပါတယ်လို့ပါလို့တကယ်လဲပြည့်မပြည့်အောင်ပြောရဘူးဒါပေမဲ့အဲ့ဖင်းလေးအဲ့ကပြောင်းမိပြောင်းမိစစ်တပ်ကအဲ့ဒါနဲ့နေရာကထားလိုက်တော့ဒါပေမဲ့ရေကောက်ပွဲအဲ့မှာ လုံးမဲ့ဆိုတဲ့ခါကျတော့ခုနမဲကြီးနေထွက်လာတဲ့ခါကျတော့တရင်တွေကပြဋ္ဌာန်းရကြီးတွေကိုလိုက်ပြီးတော့တချက်ကြီးလိုပေါ့ဘာလို့ပေါ့ဗျာသူတို့အဲ့မှာအဖွဲတွေကတရင်ဖေးဆိုနှစ်ယောက်သုံးယောက်လောက်ပေါ့တာဝန်ပေးကြီးတွေလိုက်တော့အဲ့လိုလုပ်တဲ့ခါကျတော့ဘာလို့တတ်ပြရလဲဆိုတော့သူတို့လုပ်ခဲ့တဲ့စီးရင်းကြားတွေကသူတို့ရှိတဲ့အချိန်မှာတော့သူတို့ကိုယ်တိုင်ပဲဒါသူတို့ရဲ့ဟာကွက်မရှိအောင်ထောက်ကွက်မရှိအောင်လို့တော့ ကူးရဖြည့်ရဒီဥလိပုံမာနေနဲ့သူတို့တက်ကန်ကြတို့ကြအဲ့ဒီအချိန်မှာသူကမလုပ်လိုက်တယ်သူကဒီဟာနဲ့ပတ်သက်လို့မဲကိုဟောသူတပေးတဲ့ခါမှာခုနအရာရှိမိန်းမတွေလို့အဲကျွန်တော်ကူတမန်ကျွန်တော်တို့ဒီအားသာတော့မဟုတ်ဘူးအခြားဆရာအခါကြီးကသူသူပြရအဲ့အလားတော့တချို့ချို့တွေလည်းလာပြကြဒါတက်ကနေပြီး ပြီးတဲ့ခါကျတော့တကယ်တမ်းကျွန်တော်ကပြတ်တိုက်ပြီသူတို့တိုင်ထဲမှာရှိနေတဲ့ဆင်းရဲတွေနဲ့ကျွန်တော်ဒီမှာရှိတဲ့ဆင်းရဲတွေနဲ့ကသူတို့မှာခုနတက်ပြေးရသူတက်မှာဘယ်နှယောက်ရှိတယ်ဥမာပေါ့ဆယ်ယောက်ဝင်းနေရှိတယ်ဆိုရင်အဲ့ဆယ်ယောက်ဝင်းနေကသူနာမည်ထည့်ထားတယ်ဒါပေမဲ့လူမရှိဘူးလူမရှိဘူးလူမရှိဘူးပေါ်တော့ပြေးတယ်ပေါ့ပြေးတယ်ပေါ့ဒီမှာအကုန်ပါအကုန်ပါတယ်ဖြစ်လာဟုတ်အဲ့လိုနဲ့ချူတင်မဲဟုတ်ဘယ်ကနေခြားလဲဆိုတော့ သူတို့စစ်တပ်ကပြီးတဲ့အထဲမှာသူတို့ကညာနဲ့ပတ်သက်ပြီးတော့သူတို့ဒီမဲနဲ့ပတ်သက်လို့ပေါ့နော်ဒီကျူတင်မဲတွေမှာပြောရတယ်ဒါကိုပါတာပြီးကြရဲ့ကျူတင်မဲတွေကျူတင်မဲတွေခုနကပြောတဲ့ဟာကဒီဒါပြီးပြီးတဲ့အချိန်ကပြီးပါလာလက်ရှိကျူကြီးဥပမာပေါ့ဗျာကျွန်တော်ဆိုကြည့်လိုက်တယ်မနေ့မောင်းလေးအာအေးရတယ်ကျွန်တော်တို့ဒီဟောပါအေးဒီပေါ့ဗျာအဲအောက်ကတော့ဘုသူ့ပြည်တဲ့ အဲ့ဒါရပြီသူပြတတ်ကနေတန်းစီမပေးဘူးအဲ့တော့သူခုနဒီပေးတဲ့ရှိရစင်းရလူကြီးနေဒီဘက်စင်းလူကြီးနေကသူကကွက်တိကတော့ထားတယ်ဒါပေမဲ့တပြေးမရှိအဲမရှိအဲ့လိုမျိုးတွေဒုက္ခတာဘယ်သူတွေလဲအဲ့မှာနည်းနည်းတော့ဘက်ကပြောင်းလို့မယ်ဆန်းကားရုပ်ောက်ပွဲမှာကျွန်တော်ကနေရောက်နေတယ် နေမှာရောက်နေတဲ့ခါကျတော့ဒီ15ရေကောက်ပွဲနဲ့ပတ်သက်တဲ့အဲ့ဒီရေကောက်ပွဲလုပ်တဲ့နေ့ကအဲ့လိုရမဲပြတ်တဲ့နိုင်နေပြီနိုင်နေတာဟုတ်စကူဂါကြီးလားအဲ့အဲ့ဒီဘုံဂါကြီးမှာပါပါလဲတော့သူကဥပဒေပါပြဋ္ဌာန်းထားတာကအနိုင်ရရှိတဲ့ဘယ်ဖြစ်ပြီးတိုင်ခဲ့တဲ့ပါတီတွေကမဲဖေးကိုညှို့နေရပဲထုတ်ပြရ ဒါအတူကြံထမ်းတာလေရုပ်ောက်ပဲဥပဒေအဲ့တော့သူကဘာလုပ်လိုက်လဲဆိုတော့ပြင်ညာချက်နဲ့ကြွားမှုလားအဲ့ဒီခုနမဲစီမဲပြီးတဲ့ဆေးအားလုံးမျိုးနယ်တွေကနေမထုတ်ပြန်ပဲနဲ့မျိုးရောပြော်မှုကိုတော့ပို့ခိုင်းတာပို့ခိုင်းတော့ကျွန်တော်ဒီဘက်ကလူရက်ပြီးတော့ဘာပြောတယ်ဆိုတော့ဥပဒေကိုပြင်ညာချက်နဲ့ကြွားမှုလို့မရဘူးအဲ့ဒီအတွက်မျိုးနယ်တွေကပဲပြင်ညာရမယ်ဆိုတော့ အဲ့ဒီမှာသူတို့ကငုတ်တုတ်ပြုတ်သွားတာသူကကတ်ရှိလာသူကလည်းကျင်ညာချက်ကိုနေပြီးတော့မှသူကနေရောကြည်ရမအတူဖြစ်တယ်ဆိုတဲ့အကြောင်းအချိန်နဲ့တိုင်တာမြို့နယ်ကတကျရလို့မရအောင်အဲ့ဒါဒုက္ခရမပြုဘူးပဲဆက်ရှာပေးခဲ့တာမပြုဘူးတာပဲအဲ့တော့အဲ့လိုမျိုးအခုစစ်တပ်ကလုံးမယူပါဘူးကျွန်တော်တို့အလားအလာပြန်ကြည့်လိုက်ပြန်ကြည့်ရရင်ဘာသွားတွေ့ရအောင်အခုပါစာတွေခေါ်မှာပေါ့ မယုံကြည်အခုကြာဆုံးသွားလာပဲဖြစ်ဖြစ်ပြေးသွားလာပဲဖြစ်ဖြစ်အဲ့ဒီလူတွေကအဲ့ဒီဘဲပြောင်းမှာသူတက်မဲပြောင်းမှာထဲ့အောင်ပါဘူးကသေတဲ့လူတွေကထဲ့မှာထဲ့မှာအခုတိုက်ပွဲကြတာတွေတောင်းတဲ့ချီအာချီရဲ့ထဲ့မှာထဲ့မှာအဲ့ဒါမပူနဲ့နာအဲ့တော့ဘယ်လောက်ထိအဟုတ်ကောင်းလဲဆိုတော့ကိုယ့်ရဲ့ရုပ်ောက်ပွဲရဆိုရင်ဒေါ်ခိုင်ချန်တဲ့မှာ စစ်တပ်ကလုံလုံညီထားတာရှိကျွန်တော်တို့ကလည်းတည်းကအဲ့မှာရလိုက်တာခြံထဲမှာမဲပြီးတဲ့စင်းရုံမှာပြုတ်ပြင်းလဲကဒေါ်သန်းသိကြီးအနေပါတူပြေးထားတာလေမဲမလုံးရတယ်ခြံထဲမှာအဲ့လိုမျိုးလေလုံညိုကြီးတက်ခွက်အဲဒီလိုဟိုဖြစ်တော့ပါဆိုရလူဘာလို့ပြည်သူဂျင်းထဲမှာကျွန်တော်ကိုယ်တော့ဘယ်ရေကောက်ဘယ်ကြည့်ရင်ဥပမာလေတက်ဒါကျွန်တော်တို့ ငါးနှစ်တည်းတက်တော့လက်ပတ်ထားလို့ဆိုတာကျွတ်တယ်လို့ပြရတာနိဘယ်လိုပြရဲအဲ့ဒါကြီးကမောင်းလို့နိုင်ပြတာသူတက်မြေတက်သေးတာလဲ NLD ပဲအဲ့ဒါကြောင့်ဒီကောင်ကြီးအာနာမပေးတာဘော90ကျနေရုပ်တော့ဝင်နိုင်တယ်အပြတ်တက်ဒါပေမဲ့အာနာမပေးဘူးခိုင်းထလိုက်ဒေါ်မျိုးသူကြီးလည်းထောင်ထဲမှာကျွန်တော်လည်းထောင်ထဲမှာအများကြီးပဲထောင်ထဲမှာနိုင်ငံကြီးကျင်းဟာအဲ့တော့နောက်ဆုံးဘာဖြစ်လဲဆိုတော့ဟိုဦးစောမောင်တော်မှာအဲ့ဒါ အခြေခံဥပဒေကိုရေးဆွဲတာသူ့လုံးမဟုတ်ဘူးလုံးမဟုတ်ဘူးဒါအနိုင်ရရှိလာတဲ့ပါတီရနေကိုယ်ရရနေဆွဲရမှာသူတမိုင်းတင်ခံဖြစ်နိုင်ဘူးဖြစ်မခံနိုင်ဘူးတဲ့ဟောဒါပေမဲ့တကယ်တည်းကြောက်တော့ပါဖြစ်တယ်စစ်တပ်ကလည်းအကုန်လုံသွားတာလုံသွားတာပဲဒါလို့သူလည်းသူလည်းဆုံးဆောင်ရတာပဲဟောပါပဲအဲ့ဒါတည်းဦးလေးကလည်းဒီတိုင်းပဲဟာလားနောက်တော့ဦးဆုံးမော်လည်းဒီတိုင်းပဲဦးဘာဖြစ်လဲ ဥပိတဲ့မောင်သားဖြစ်တယ်ဒီတိုင်းဒီဘက်တော့မှာပဲအဲ့တော့မရောက်လာလေမချိန်ပါသူရဲ့ဒီဘက်ပဲတော့မှာအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီအားတွေကိုနိုင်ငံတကာမှာတွင်လို့တူတက်စေခြင်းရုပ်ထုအန်ရီကိုဘာဖြစ်တယ်များဖြစ်တယ်ပြောတာကျွန်တော်တို့ကအန်ရီကိုဝင်းရံတယ်ဆိုတာဒါခေါင်းပေါင်းဖြစ်တဲ့ ဒေါ်ဆန်းစုကြည်ဘူရောက်ဆန်းတမိတဲ့ဖြစ်တယ်ဒေါ်ဆန်းစုကြည်တဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ဝဲရမ်းဟာလားဘာလို့ဒီလိုအနောက်ကနေကျွန်တော်တို့ကနောက်လိုက်ကောင်းနေတယ်ဦးကျွန်တော်တို့ကလိုက်ပြီးတော့နိုင်တဲ့ဘက်ကနေဆောင်ရပေးခဲ့တာအဲ့တော့ကျွန်တော်တို့ကဖက်စာရင်တချို့တကယ်ဆရာတော်ကြီးပြဗျာတော့ပြအောင်မယ်ဒါလည်းပဲရေကောက်ပဲဆိုရင်လည်းဘလို့သဘောထားကြီးတယ်တော့တကယ်ဒီဆရာတော်ကြီးဆိုရင် တော်ကရှင်သေးနေနေပေါ့ဗျာကျွန်တော်ကသွားပြီးတော့အဲအမေကလည်းဖူးရင်လာရဲ့တော့ဩဝါဒခံရင်လာရှိတော့အဲကျွန်တော်ကရှင်သေးပေါ့ပဲဆိုတော့အလိုမျိုးကျွန်တော်တို့သွားကြရတယ်ဗျာသွားကြတဲ့အခါကျတော့တကယ်အဲ့မှာဥပဒကားတွေနဲ့ဥပဒကားတွေနဲ့ကျွန်တော်ဒီဘက်ကကျော်ရေးဘက်ကဟိုဟိုဟိုပရဖော်မယ်အပါဝင်ပေါ့ဗျာကျွန်တော်ဒီနေ့ဟိုပေါ့နည်းနည်းပြေးသေးပေါ့နည်းနည်းဆိုတော့တကယ်ဆရာတို့ရပါပြောတယ် ညီမကြီးဟာဒီတော့အလုပ်တွေညားနေတာဘာဖြစ်လို့လာတာလဲအဲ့ဒါကပြောပြောဟာသူတို့ကတော့သူ့တောင်းဟာလွယ်အမှမရှိဘူးဗျာညီမညီမကြီးတပည့်တောင်းပြီးတော့ဟာအတကယ်ဆရာလို့ယူဟာကျွန်တော်ပြည်ရတော့ဟာကျွန်တော်ကဖုန်းပေါ်လို့ဒီလိုဟောလို့ပါဘောမလို့ရအောင်မပါဘူး ဒါဟိုဘာလို့လိုက်ပါကူညီပေးခဲ့တာလေတကယ်တော့တကယ်ဆရာတော်ကြီးရဲ့မေတ္တာကြောင့်ပါဟုတ်တယ်တော်ဟန်ကြီးอ่ะจำมาล่ะว่ะบีอันดีไม่ရှိတော့เนาะวานานาတော့สุเนาะဟုတ်တယ်ခင်ယူကြီးกูอ่ะဟုတ်တယ်သူလည်းလောက်ကြံဘူးอ่ะညာကြီးจုံจုံနေတာပဲသူလည်းသိနေခဲ့တာပဲဟုတ်ဒါပေမဲ့မောင်မြင်ဘူးဒါပေမဲ့ဘယ်လိုလဲပြောပြောပြန်နှိမ့်ချုံရင် ဒီလိုအချိန်နေရည်မှာပဲဖြစ်ဖြစ်ဒေါ်ဆက်ခုပြတော့တို့ပြပါဟာလားသူအန်အရီပါတီဖြတ်သိမ်းလိုက်လို့လေနောက်ဆုံးဒေါ်ဆက်ကအန်အရီပါတီနဲ့မဟုတ်နောက်ပါတီတခုနာမည်ထပ်ထောင်လဲပဲပြည်သူကရက်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 မှာပဲပြောကြင်လားအဲအဲကြောင့်မို့မဲလို့လည်းပဲဟာလားဒေါ်ဆက်ကအရေးကြီးอ่ะအန်အရီပေါ်မှာလွှမ်းမိုးထားတဲ့ခါကြတော့ ဒါရရတယ်ဗျာဘယ်လိုလုပ်တာမသိဘူးပြီးတယ်ဟုတ်လားပြီးတယ်ဘယ်လိုလုပ်တာလဲအဲ့ဒီပါတီဖြတ်သိမ်းပြလိုက်ခါရတော့တော်ဆန်းနေတဲ့ကြောက်ပြီပေါ့ဗျာအဲလုံးပိုင်ကိုမရှိတော့ဘူးအဲသူကအဲ့ဒီတွက်တာတွက်တာတွက်တာဒါပေမဲ့ပြည်သူတွေရဲ့ရင်ထဲမှာတော်ဆန်းစုကြည့်ရှိတယ်ဒါပဲနဲ့ဒီကြည့်ဒါပြည်တွင်းမှာတခါတည်းသူတို့တွေဖိနှိပ်ထားတဲ့ပြည်သူလူတို့နော်ဒီကအပြင်ရောက်နေတဲ့လူကြတော့ရှိရင်ဟောအပြည့်ရှိတယ်အပြည့်ရှိတယ်အဲ့ကြောင့်လို့တိုက်ဝဲဝင်နေကြတာပေါ့နော်ဟုတ်လားဟုတ်လားဒါကြောင့်လို့ ကလေးလူငယ်တွေကကျွန်တော်တစ်ချိန်တော့ကတော့ကိုတန်းဆိုကျွန်တော်လူငယ်တော့ကတော့ပြောရတာပေါ့ဗျာအနာဂတ်ကိုပိုင်တာငါလူလူငယ်တွေအနာဂတ်ကိုပိုင်တာငါလူလူငယ်တွေတကယ်လဲဒီဖြတ်သန်းလာတဲ့တစ်ချောင်းမှာကြည့်ရတော့ကျွန်တော်ကလူငယ်ရနေပြီးတော့မှကျွန်တော်ကတိအခုပဲကြည့်ရှိရရှိပြတော့အသက်20အခုကျွန်တော်58ကဲ လူကြီးသွားပြီကြီးသွားဒါပေမဲ့ကျွန်တော်တို့မျိုးဆက်လူငယ်တွေကဆက်ပြီးတော့ဆောင်းပါတယ်ဟုတ်တယ်မလားဟုတ်ပါတယ်ရှောင်းနေတယ်ဒါမှမဟုတ်လူငယ်တွေလူငယ်တွေကျေးဇူးတွေတင်တယ်ဒါကြောင့်ကျွန်တော်ဆက်ဆုကြည့်ရတယ်ဒါကြောင့်မို့လဲလူငယ်တွေအားကိုးတာအားကိုးရတံပိုးထားတယ်တံပိုးထားတယ်နော်ဒါကြောင့်တကယ်ကိုလက်တွေ့ကြည့်ရတဲ့ချင်းလူငယ်နဲ့ဒေါ်ဆက်ဆုကြည့်တော်မှတသားပဲ ကျွန်တော်လည်းလူငယ်ကဖြစ်ခဲ့တာပဲဖြစ်တာပဲလေအခုဖြစ်အခုဖြစ်လူငယ်တွေလည်းပဲဖြစ်နေတာပဲဖြစ်နေတာပါပဲကျွန်တော်တို့ကဘာပဲပြောပြောဒီကောင်တွေဘယ်တော့ပဲလုပ်လို့ဒီကတရားတဲ့စစ်ကနိုင်ပါပဲနော်ဓမ္မနဲ့အာရမလူပဲဖြစ်ဖြစ်နောက်ဆုံးတော့ကျွန်တော်တို့ဓမ္မပဲနိုင်ပါပဲကျွန်တော်တို့အဲ့ဒါပဲကျွန်တော်တို့ကညှို့လင့်ကြိုးစားမှာပဲဒါပါလား